ဒီနေ့ကျွန်တော်ဘဝမှာကျွန်တော်ပိုင်ခြင်းတဲ့အရာနဲ့ကျွန်တော်ဖွင့်ခြင်းတဲ့စိမ့်ဆိုင်ကိုကျွန်တော်ဖွင့်နိုင်ခဲ့ပြီပေါ့နော်ဆိုတော့နောက်တာဖြစ်ပါတယ်ဒီအိမ်ကိုတော့အခုကျွန်တော်မြင်ရတဲ့အိမ်ကတော့ဒါ Global Tip Top ကနေပြီးတော့စောက်ပြီးတဲ့အဲ့အိမ်တလုံးဖြစ်တယ်ပြီးတော့ဒီအိမ်မှာကျွန်တော်တို့အာစိမ့်ဆိုင်လုပ်ငန်းလေးဖွင့်ထားပါတော့เนาะဆိုတော့စိမ့်ဆိုင်လုပ်ငန်း ဖွင့်ထားတဲ့ဒီ ancient နဲ့လည်းကျွန်တော်ဒီအိမ်တစ်ခုလုံးကိုအတူတူလိုက်ပြပေးမှာဖြစ်ပါတယ်ဒါ global tip top ကနေပြီးတော့ဘလို့ဒီပြင်ဆင်လုပ်ထားတာလည်းပြီးရင်ဒီစိမ့်စိမ့်မှာလည်းဘလို့စိမ့်နေရနိုင်ရဲဆိုတာလည်းကျွန်တော်တို့ account တွေကမမတွေအတွက်ကျွန်တော်ပြပေးမှာဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်တို့ဒါအိမ်ထဲသွားမကြည့်ခင်ခြံစည်းဟိုးပေါ့နော်ခြံစည်းဟိုးဆိုရင်ဒါကျွန်တော်တို့ဒါအာ remote နဲ့ပေါ့နော် remote နဲ့ဒီလိုဖွင့်တဲ့ပုံစံလေးတော်တော်လာတယ်ဒီရဲ့ကနှုတ်ဒီကအခုကျွန်တော်မြင်ရတဲ့အတိုင်းပဲဒါတော်တော်လေးကိုအာ vintage sand တဲ့ classic နဲ့ royal sand နဲ့ design ဖြစ်တယ်အိမ် design ရတယ်အခုကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲသူ့ရဲ့ခြံကဒါ30ပေ130ကျဲတဲ့ထဲမှာဒါအိမ်ကတော့23ပေပေ90ကျော်ဒါဒုတိယစီစောက်ထားတာဖြစ်ပါတယ် ဆိုတော့ပြီးရင်ဒီခြံကတော့အရှိဖြစ်တယ်ဖြစ်တယ်ကျွန်တော်တို့ client လာတဲ့အချိန်မှာလဲကားပကင်အနည်းဆုံးကျွန်တော်6စီးဆန့်တယ်ဗောနော်ပုံမှန်အနေနဲ့ကတော့ကားကတော့၄စီး5စီးလောက်ခေါင်းထားလို့ရတယ်အပြင်မှာလဲထားလို့ရမယ်ဗောနော်အာဆိုင်နဲ့ဆိုင်ရှင်အာညီမလေးချောချောလေးကိုလဲကျွန်တော်မိတ်ဆက်ပေးမယ်ဗောနော်ကဲအဲ့ဆိုရင်တော့အိမ်နဲ့တွေ့ကြည့်ရအောင် so ဒီသူ့ရဲ့ portico ကလည်းဒါ double ceiling portico ပေါ့နော် double ceiling portico မှာဒီလိုအမြင့်ကြီးကိုလေကျိုးတွေထိုးထားတယ်ပေါ့နော်ကျိုးတွေကလည်း तू ကအခုအပြောမှဆိုရင်တော့ modern classic လို့ပြောရမှာပေါ့နော် royal classic ကျတော့တိုင်အလုံးထဲမှာ ကျိုးတွေအများကြီးထိုးတယ်မက်တာက၄တောင်ကိုမှကျိုးတွေထိုးထားတာကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ် so ဒီတကားတွေကတော့ဒါ smart lock နဲ့ digital smart lock ပေါ့နော်ဒီအိမ်မှာတူတူတွေ့ကြည့်မယ် let's go ဆိုတော့ဒါကတော့ဒီအိမ်ရဲ့အဲအင်ရှင်ညီမလေးဖြစ်ပါတယ်ပြီးတော့ရင်ဒီ jewelry ဆိုင်ရဲ့ညီမလေးဖြစ်ပါတယ်ဆိုတော့ညီမလေးနည်းနည်းမိတ်ဆက်ပြပေါ့ကိုကိုကဲမင်္ဂလာပါရှင်ဖူးနာမေကတော့ပန်းဖူးဖူးပါရှင်ဖူးကတော့ဒီ unit diamond jewelry founder ပေါ့နော်ဒီရဲ့ showroom နဲ့အိမ်နဲ့တွဲရက်ကိုဖူရိုကဒီ global tiktok ကိုအပ်ပြီးတော့ဆောက်ဖြစ်တယ်ရှင် ီမှာဆိုလို့ရှိရင်အဓိကဝင်ဝင်ချင်းကိုဖွာ showroom ထဲချင်တယ်ပေါ့နော်ထဲချင်တော့အဲဒီအရှိမအဝိုင်းကောင်တာလေးထားရတယ်အနောက်မှာက ုရဲ့ logo sign logo လေးပေါ့နော် sign logo ဆိုလဲအဲစိန်တုံးလေးထဲမှာ UD လေးဝင်ပြီးတောက်ပါတဲ့ပုံလေးဆိုကိုကလိုချင်တယ်ပြောလိုက်ရင်သူတို့ကအကုန်ပေါ့နော်အသေးစိတ်လုပ်ပေးတယ်ဟုတ်ဒီနန်လေးလေးဆိုလဲဖူးမီးထည့်ထားတယ်ပြီးရင်အတိကဒီမီး sign လေးဆိုလဲကိုလိုချင်တဲ့ပုံဖူးစဉ်းစားပြီးရောပေါ့နော် show room မှာဆိုရင်ဘလို့လိုချင်တယ်ဆိုပြီးပြောလိုက်တော့သူတို့ထည့်ပေးတယ်ဟုတ်ဟိုဘက်မှာကတော့ဒီ၄တောင်းကောင်တာလေးတွေထားတယ်ရှင် global tiktok ကနေပြီးတော့ဒီအကျန်းတယ်အချောတယ်ဒါတွေမကောက်ဘောเนาะအခုလို့ဒါ commercial interior တွေလည်းလုပ်ပြရပါเนาะဆိုတော့အခုဒီမှာရောဘာဘလို့ design တွေစမ်းတဲ့ design တွေရောင်းပြီးလဲကျွန်တော် account ထဲကမမတွေညီမလေးတွေလည်းအဲ့ဒါဝင်နေတဲ့အနေအထားအများကြီးရှိရပါเนาะဆိုတော့နည်းနည်းမိတ်ဆက်ပြပါအောင်တစ်ခွန်းတစ်ခွန်းတော့ ဟုတ်ကဲ့ဖိုးရိုဒီယူနစ်ဒိုင်မွန်ဂျူလရီစိမ့်ဆိုင်ပါဆိုလို့ရှိရင်စိမ့်တဲ့ကြောက်တဲ့အားလုံးကိုဒီဇိုင်းမျိုးစုံရှိရရှင်ဒီဇိုင်းမျိုးစုံထဲမှာမှာဖူအားပေါ့နော်အဓိကတက်ကက်ကတော့သူများနဲ့မတူတဲ့ဒီဇိုင်းလေးတွေကိုဝစ်စစ်ခြင်းတဲ့အတွက်ယူနစ်ဒီဇိုင်းလေးတွေပို့ပြီးတော့ခက်ဖြစ်တယ်ရှင်အဲ့တော့ယူနစ်ဒီဇိုင်းလေးတွေလည်းဝေးရမယ်စိမ့်စစ်ရွှေအစစ်ရေဒနာလေးတွေဝစ်ချင်ရင်ယူနစ်ဒိုင်မွန်လာခဲ့ပါရှင်โอเคဆိုတော့ကျွန်တော်တို့ဒါ unit diamond ရဲ့အစိမ်းလေး design လေးကျွန်တော်မိတ်ဆက်ပေးပြီးတော့ဆိုဒီနေ့ရဲ့အဓိကတော့ကျွန်တော်တာဝန်ရတော့အိမ်ကိုဒါထိုးလို့မှာဖြစ်ပါတယ်အဓိကတော့ဒီအိမ်တော့ global tip top ကနေပြီးတော့စောက်ပေးတယ်လူနေဆိုင်ခန်းဖွင့်တွဲဖွင့်ပေါ့နော်အဲ design ရတော့အခုကျွန်တော်မြင်ရတဲ့အတိုင်းပဲဒီမှာတော့ဧကန်းဖြစ်ပါတယ်အာဒီအိမ်ရတယ်ဒါညီမလေးရဲ့အိမ်ဆိုတော့ကျွန်တော်တို့ဒီနေ့ host ကိုဟိုတာဝန်လွှဲပြောင်းပေးမှာဖြစ်ပါတယ်ဆိုတော့အာ host ကတော့ညီမလေးဖူဖူကနေပြီးတော့ကိုအိမ်ကိုကျွန်တော်ပြိတက်ကိုလိုက်ပြ ပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါ Let's go အဲ့ဆိုရင်တော့ mic ကိုလည်းအက်လိုက်ပြီနော် Okay. ဟုတ်ကဲ့ပါအဲ့ဆိုရင်အိမ်ကိုလိုက်ကြည့်ကြမယ်နော်ဒီဖက်မှာဆိုရင်ဒီလိုပေါ့တကားအပြောက်ပုံစံလေးလောက်ထားရတယ်အဲ့တော့ဆိုင်ပို့ပြီးတော့ showroom ကနေပြီးတော့အိမ်ထဲသွားရင်တကားအပြောက်ပေါ့ဒီကနေဖြွင့်လိုက်မယ်ဆိုရင်ဘူရာဒီဖက်ကနေ showroom ဖက်ကနေဖြွင့်ပြီးဝင်လာမယ်ဆိုရင်ဒီဖက်မှာတွဲရက်ကတော့ customer တွေသုံးဖို့အတွက် toilet လေးကိုတွဲရက်ထည့်ထားတယ်ရှင် ဒီဒီဖက်မှာ dining room ရှိမယ် dining room နဲ့တွဲရက်က kitchen ပေါ့နော်ဟုတ် kitchen ပြပြ kitchen ဟုတ်ကြည့်ကြမယ်လိုက်ပြပြဒီတိုင်းပြနေတယ်ဒီထဲမှာက kitchen လေးရှိတယ် kitchen မှာဆိုလဲပေါ့နော် cabinet လေးတွေလည်းသူတို့သုံးပေးတယ်ပြီးရင် kitchen မှာပို့ပြီးတော့အစ်စ်ပြောက်ဒီဖက်မှာဆိုဖို့ maid room လေးလည်းထည့်ထားတယ်ဟုတ် တော့ဒီမှာတော့ဒီစီလင်းပေါ့နော်ကျွန်တော်ခန်းစားမိတာစီလင်းကအရင်မြင့်တယ်စီလင်းမြင့်တယ်ပြီးတော့ရင်ဒီအပေါ်အောက်ကက်ပင်နယ်တွေပါတဲ့အပြင်ကြွေပြားတွေကိုလည်းအာဒါသမင်းစားကန်းဆိုတော့တန့်ရှင်းလို့ရတော့ပိုလွယ်အောင်ပေါ့နော်ဟုတ်တယ်ရှင်ဟုတ်ဆိုတော့ခိုဖက်မှာကြတော့တွဲရက်ပေါ့နော်တွဲရက်ကိုကရုံခန်းလေးထည့်ထားတယ်ရှင်ရှိုးရုံအနေတက်တဲ့လေးထွက်လာရင်အဲ့လိုအဆင်ပြေအောင်ဒီဘက်ကိုရုံခန်းလေးထည့်ထားတယ်ဒီဘက်မှာ CCTV ရုံခန်းထဲမှာလည်း toilet အဲထပ်ပါတယ်ရှင် ဒီမာလေးဒီကျိုးလေးတွေရတာဒါညီမတို့တောင်းဆိုလို့ထည့်ပေးရတာဒါမှမဟုတ် global tip top ကနေပြီး design အရလုပ်ပေးရတယ်အာအစပေါ့နော်ဆွဲကလေးကအမဒါလည်းမမားတို့အတိပဲဆိုတော့လေသူတို့တွေတိုင်မင်တဲ့ချိန်အဲဘလိုလေးထင်ကောင်းမဲဆိုဒီလိုနည်းနည်းလေးကိုကပြောပြလိုက်တာနဲ့သူတို့ကဆွဲပြရတယ်အဆင်ပြေအောင်ထည့်ပေးတယ်ဆိုတော့ဒီ crown လေးတွေလို့ပေါ့ကနုတ်လေးတွေကြည့်ရတာတော်တော်လေးလှတယ်ဘာလို့ဆိုရင်ဒီ ceiling design ကလည်း simple ဖြစ်တယ်เนาะ simple ဖြစ်တယ်လေးတောင်ဆန်ဆန်လေး light tree နဲ့လာနေမြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအစွန်ပြီးရင်ဒါကတော့တွဲရက် toilet ပေါ့เนาะအော် toilet ရုံးခန်းနဲ့တွဲရက် toilet ဒါလေးကတော့ okay အစင်တော့ကျွန်တော်တို့ပြီးရင်ဒီအောက်မှာလေဒီလိုလှေကားကို၃ခုချိုးထားတယ်ချိုးထားတဲ့နေရာမှာလဲ waste မဖြစ်အောင်ဒါဆိုရင်တကားထည့်ထားပေးရဲ့ပေါ့နော်တို့အထဲမှာဆိုလာတွေထည့်ထားရရှင်ဆိုလာ ထားတဲ့အခန်းအောင်လဲတကားထည့်ထားရဲပြောတယ်လို့၃ခုချိုးတော့ပေါ့ waste မဖြစ်ဘူးပေါ့နော်ဒီလိုနေရာလေပြီးရင်အိမ်မှာအကြိုက်ဆုံးတော့တခွာဒီလေကားလေဒါလေးဆိုအရန်လာတယ် unit ဖြစ်တယ်နော်ဟုတ်ဒီမှာလေကျွန်တော်ဒီလေကခွင်ယူထားတဲ့ design ကကျွန်တော်ခံစားမိတာ ဟောဆိုဒီ ventilation ကောင်းသွားတယ်အဲ့အပေါ်ကနေပြီးတော့အောက်ထိ lighting လေးရတယ်လေဝင်လေးထွက်လဲကောင်းတယ်မလောင်တော့ဘူးเนาะအရင်ကြီးမလောင်တော့အရင်ကြီးကျင်းကျက်တဲ့ feeling မရတော့ဒီ legal ခွင်ကြောင်းလေဟုတ်တယ်ရှင်ဟုတ်အဲ့ဆိုအပေါ်သွားမယ်เนาะဒီရဲ့အပေါ်ကိုကြည့်လေကားနေတက်လာမယ်ဆိုတာဒုတိယအထပ်ပါရှင်ဟေး ဒီမှာလေးကျွန်တော်ဒါဒါကျွန်တော်တခုမြင်တာဗောနော်ဒီအိမ်ကတော့ဒါ23ပေအနောက်ပေ90ကျဲတဲ့တင်းမှာသူကလေးကခွင်းကဒီနေရာယူပြီးတော့အရှိအနောက်အခန်းဖွင့်လိုက်တယ်ဗောနော်ဒါဆိုတော့ तू က तू လည်းအခန်းအကျယ်ရမယ်ဒီအခန်းတွေဆိုရင်စုပေါင်းဒါပေ20ပတ်လေလောက်တောင်ကျဲတယ်ဗောနော်ဆိုတော့ပြီးတော့ဒီနေရာမှာလည်း launch ပုံစံ coffee လေးတောက်လို့ရတယ် sofa လေးထားမယ်နားလို့ရတဲ့ design မျိုးလို့မြင်တယ်ဗောနော်ဆိုတော့ကဲအဲ့ဆိုရင်တော့ဝင်ပြီးရှာရှည်လိုက်ပြီ Let's go. အဲ့ဆိုဖူခန်းကိုအရစ်သွားမယ်ဗျနော်။ဒီအခန်းလေးမှဆိုရင်အဓိကဖွားအိတ်အရန်ကြိုက်တော့လေ။အစပေါ့နော်။အဲပြောရဲ Global TikTok လို့အိတ်ကလေးတွေထားတဲ့အခန်းကိုတစ်ခုချင်းတစ်ခုချင်းပြီးမီးလေးတွေထည့်ပေး။မှန်ပေါင်နဲ့ထည့်ပေးသူတို့မှန်ပေါင်မပိုင်ကြဖုံတတ်တယ်လေနော်။အဲ့တော့ဒီလိုမှန်ပေါင်လေးနဲ့ထည့်ပေးပြီးရင် ဒီအလားပြင်းနဲ့စင်လေးပြီးတခန်းလုံးကိုလည်း new color လေးဒီဖက်ချမ်းနေအကုန်သုံးပေးဆိုပြီးတော့ပြောတယ်နောက်တစ်ခုကဖူးနာမယ်လည်းပန်းဖူးဖူးဆိုကွာပန်းကိုအရန်ကြိုက်တယ်ကို့လိုကိုလေးလေးဖြစ်တော့လေအဲ့လိုဒီအပေါ်မျက်နှာချက်မှာဆိုလို့ရှင်ပန်းပွင့်ပုံလေးကိုကွာလိုချင်တယ်အဲ့တော့ဖူးဒီလိုလေးထည့်ပေးလို့ပန်းပွင့်ပုံလေးဆိုကို့အခန်းနဲ့လည်းပို့တူသွားပေါ့ unit လည်းဖြစ်တယ်အဲ customize အလဲမမမီလေးနဲ့ limited addition ဟုတ်ကဲ့ဟုတ်ဒါလေးတွေကတော့ဟိုအဝတ်ထဲတဲ့ဗီဒီယိုပေါ့ cabinet တွေလည်းဒါ global tiktok ကနေပြီးတော့ကိုယ့်ရဲ့စက်ရုံကနေပြီးတော့ customize လုပ်ပြီးတော့အဲလုပ်ပြီးကဲကိုယ့်အခန်းဆိုတော့ဒီဟာကတော့ကဒင်းဒီဘက်မှာဟိုဘက်မှာ air con အဲ ညာအိမ်မီလေးတွေရောရှိပါတယ်။ဒါလေးကတော့ bedroom မှာရှင်ဒီထဲမှာဆိုရင်ဘက်သက်လေးပါမယ်။ပြီးရင်ဒီဖူးရဲရဲပေါ့နော်ရေချိုကန်အိမ်နာထမအကြိုက်ဆုံးကဒီမျက်နှာတက်တဲ့ basin ဖူးရလေအဲ့လိုတခါလေအလားပြင်နာတွေလဲ makeup ဖြတ်တဲ့ပစ္စည်းဆိုဒီဘက်မှာထားတော့လေဟိုဘက်ဟိုကျင်းလို့ရှင်တိတ်ထားရအဆင်မပြေပေါ့ဒီဘက်မှာဆိုအကန့်နေလဲအများကြီးပါတယ်ဒီပေါ်ဒီမှာလဲလောဝပြပြဝဝကြိုက်တလောက် တင်လို့ရရရှင်ဒီမျက်နှာတက်တက်ဘေးစင်လေးကိုတော့အရန်ကြိုက်တယ်ဒီ bedroom ကနေထွက်လာမယ်ဆိုရင်ဒီကတင်ဘေးမလေးဒီလိုပတင်းပေါက်အကျယ်ပါတာကိုလည်းအရန်သဘောကျမနဲ့တချို့အခန်းလေးဆိုလေအလင်းရောက်တဘာဝအလင်းရောက်မရအောင်ပေါ့နော်ဒီလိုလေမနဲ့အိယာထားတဘာဝအလင်းရောက်ရတော့မနဲ့ရောက်ပြီလားညရောက်ပြီလားတီးရတယ်အဲ့တော့ဒါလေးကိုကြိုက်တယ်ဒီလိုပတင်းပေါက်အကျယ်ပါတာကိုပေါ့နော်ဟုတ် ီဖက်မှာတခိုးပြီးတော့ဒီဖက်မှာလည်းထပ်ပြီးတော့ပါတယ်ပထင်းပေါက်ကပြီးရင်ဒီခန်းနေထွက်မယ်ထွက်မယ်ဆိုလို့ရှိရင်ညနေချင်းဆိုင်ရတော့ပပမမအခန်းမှာရှင်း တော့ပပနဲ့မမအခန်းဒီတစ်ထက်မှဆိုအဖူးကလည်းတူကြီးတော့တမီးဆိုတော့လေဖူးတခန်းသူတို့နှစ်ယောက်တခန်းပေါ့နော်ဒီထဲမှဆိုရင်ဒါသူတို့ရဲ့ကတင်ဟိုဘက်မှာမိခန့်တစ်တာဒါကတော့သူတို့ရဲ့မန်တင်ခုံဒီခန်းထဲမှာအဖူခန်းနဲ့ရှင်ပါလေးကိုပိုကြိုက်လဲဆိုတော့သူတို့အခန်းကြတော့လေဒီကနေတကမကြီးကိုဖွင့်လိုက်တာနဲ့အန်တတရရဝလန်တာလေးကိုရောက်သွားရဲ့ပေါ့နော်ညနေညခင်းနေ အပြင်းပြေကော်ဖီတောက်ပါညာဝလန်ဒါလေးထွက်ခြံရှိကိုကြည့်အဲ့လိုမျိုးရရရှင်အဲ့ဒီခမ်းမတော့ဒါလေးကြိုက်တယ်ဒီခမ်းမလည်းတဘာဝအလင်းရောင်ရအောင်ပတင်းပေါက်တယ်ဒီမှာတခူးပြီးတော့ဒီဖက်ထောက်လျှောက်လည်းပါရရှင်ဒီပပမမအခန်းလည်းမာစတာခမ်းမာစတာခမ်းဆိုဒီမှာဒီချုပ်ခမ်းအိမ်သာတော်ရက်ပါရှင် ူတို့ကတော့သူတို့ကြိုက်တဲ့အရာမို့တော့အမှောင်တိုက်လေဖူခမ်းမှာတော့အဲဒီထဲမှာထဲတဲ့ကြွေပြားလေးတွေကိုလည်းလင်းအောင်ဖူကအဖြူဖက် new color ဖက်သွားတာသုံးတယ်သူတို့ကကြာခဲရောင်ဖက်သွားတာသုံးထားရဲ့ရှင်အဲဆိုရင်အဲဒီတစ်ထပ်ပြီးပြီးအပေါ်ထပ်တက်မယ်ရှင်ဒုတိယထပ်ကနေအခုဆိုအပေါ်ဆုံးထပ်ရောက်ပြီရှင်။ပေါ်ဆုံးထပ်မှာဆိုရင်ဒီမှာ ဖယားခန်းဖယားခန်းကိုအကျယ်ယူထားတယ်1923ယူထားတယ်ရှင်ဘာလို့ဆိုဖူရိုကြတော့လေနေ့တိုင်းလဲပပါတို့မမတို့လဲတရားထိုင်နေဖယားပန်းလေးတွေလဲကဲရင်လဲဟိုချင်းရင်မော်နော်လွတ်လွတ်လပ်မရှိဘူးပြီးရင်အိမ်ကအလူတန်းလဲအမြဲတမ်းလှုပ်တော့အလူတန်းတွေဘာတွေလုံးမယ်ဆိုလဲဧည့်သည်တွေကိုကြွေးမွေးရတာအဆင်ပြေရဲ့ရှင်အဲ့တော့ဖယားခန်းကိုတော့အကျယ်ယူထားတယ်ပြီးရင်ဒီဖရာခမ်းမကအရန်လာရဲ့မီဆိုင်လေးလဲတုံးထားရရှင်ဒီမီဆိုင်လေးဆိုလဲအမ် ကိုစိတ်ကြိုက်ပေါ့နော်အဲ့ဒါကို Global TikTok ကစီစဉ်ပေးတဲ့ရှင်ပြီးရင်ဒီပဒင်ပေါက်တင်နံမလည်းဖူတို့လေ အိမ်ရှိဒီချန်တကားနဲ့စင်တူတံပန်းတွေကိုတုံထားရရှင်အပြည့်ပေါ့နော်အဲ့တော့ luxury look လေးလည်းရရရှင်ဒီဖျားခန်းနေလည်းထွက်မယ်ဆိုရင်ဝလန်ဒါအကြီးတစ်ခုပါပါရရှင်အပေါ်ဆုံးထက်ဖျားခန်းဝလန်ဒါအနေထွက်လာရင်အရန်ကောင်းတဲ့ view လေးကိုရပါရရှင်ဒီမှာလည်းပေါ့နော်ချန်တကားနဲ့ဝမ်းဆက် ဒီ luxury ဆန်နဲ့တန်ပန်းတွေကိုအပြည့်သုံးမိထားတယ်ဒီမှာဖျားပန်းတွေပါရလဲဖို့ဘေးစင်လေးလည်းတစ်ခုပါတယ်ဒီကနေလဲညနေညခင်းနေဆိုရင် view လေးကိုကြည့် coffee လေးထွက်တောက်လို့ရရဲ့ရှင်အဲ့ဆိုဒီဟာကကျယ်ဝင်းတဲ့ဖျားခံဖျားခံပြီးရင်အရှိကိုထွက်လာရင်ဒီတခန်းကိုတော့ဖူရွားလေအဲ့ဧည့်သည်တွေအတွက် ိတ်ခံလေးတစ်ခန်းအပေါ်ဆုံးထပ်မှထည့်ထားရရှင်။အဲ့တဲ့တွေလာလို့ရှင်သုံးဖို့ပေါ်ထားကိုလည်းအာဗာလဲဆိုတော့ရေချိုခန်းအင်တာတွဲရက်ထုတ်ထားရရှင်။ပြီးရင်ဒီဖက်မှာနောက်ထပ်ဝလန်ဒါတစ်ခုပါသေးတယ်။ဒီကနေ ထွက်မယ်ဆိုရင်ဒါကတော့အနောက် view ပေါ့နော်။ဒီမှာလည်းအရန်တရရဲ့ အရှိယဖျားခံဖက်ကဝလန္ဒာကြအင်ရှိကိုမြင်ရတဲ့ဒါကြအနောက်ဖက်အနောက်ဖက်ဆိုဟိုမှာမိုးကောင်းလမ်းမကြီးကိုမြင်ရတယ်ဟိုဖက်ကနေဘာနေဖွင့်တဲ့တခြင်းကြီးအောင်မညာဆိုရင်ဒီမှာလာနာထောင်လို့ရရပေါ့နော်ဟုတ်ဒါကဒီမှာအဝတ်တွေပါလေလမ်းနေပြီးရင်အပေါ်ဆုံးထပ်မှာတော့ဆိုလာတွေထားရရှင်အဲ့ဆိုရင်ဒါလေးကတော့ဖူးရဲ့အိမ်၃ထပ်လုံးပြီးသွားပါပြီရှင်။အိမ်လေးကိုအဆအဆုံးလိုက်ကြည့်ပေးရကျေးဇူးများရှင်။ဆိုတော့ အာဒီကိုကလည်းလူနေအိမ်စောက်ချင်တယ် commercial decoration အစအဆုံးပေါ့နော်စောက်ချင်ဆိုရင် global tip top ကိုအလုပ်အလုပ်ရပါတယ်စိန်ဒီပါညာဝဲချင်တယ်ဆိုရင်လည်း unit diamond ကိုလာလို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ ဆိုအိမ်တစ်ခုလုံးကိုအိမ်ပန်ရှင်ညီမလေးကိုတိုင်အစဆုံးလိုက်ပြပြီးတော့ကြည့်ပါရအလုံးကျေးဇူးတင်ပါတယ်ဆိုတော့အခုကဒီအိမ်မှာတော့ကျွန်တော်တကားတွေကတော့အကုန်လုံးအလူမီနီယံတွေတုံးပြီးတော့ဒါတန်ပန်းတွေအစတီချာတို့ကျွန်တော်တို့ဒီဇိုင်းပေါ်ပြီးတော့ဆောက်ထားတာမြင်ရမှာဖြစ်ပါတယ်ပြီးတော့ဒီလေကခွင်ယူတဲ့နေရာကလည်းတော်တော်လေးကိုဟိုအိုင်ဒီယာကောင်းတဲ့အပြင်တအိမ်လုံးကျွန်းပါကေကျွန်းတကားတွေပါတယ်ဗောနော်ဒီဒီဇိုင်းတွေဆိုရင်ဒါ vintage ဟိုဒီဇိုင်းကိုဖောက်ထားတဲ့အပြင်ဒါသူကနှုတ်တွေလည်းတော်တော်လေးလာတယ်ဗောနော်ဆိုတော့အာအိမ်ဆောက်မယ်ဆိုရင်လည်း global tip top ကို အလိုရှပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ